ရစ်တန်တွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။အခုတက်ကတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့မေတုဇလန်လေးကတော့ဆရာကြီးချစ်ဦးညိုရဲ့အကောင်းဆုံးတဲ့လူကြိုက်များဆုံးဖြစ်တဲ့လင်္ကာဒေဘချစ်သူမေတုဇလန်လေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ကျမကတော့အစီအစဉ်တင်ဆက်သူဖြိုးပဲဖြစ်ပါရဲ့ရှင်။ တင်္ကာတိပချစ်သူရှဝနမင်းရဲ့အမိတ်တိုင်းအခုမင်းကိုဓမ္မိကတောင်းတလာချင်းကဆန်းကြောင်းမှာညှုပ်နှံလိုက်ပြီးမင်းပြောတဲ့အတိုင်းဆဲရီတဲမှာရွှေငါးတွေကူးခန့်နေကြတယ်။ဦးတောင်းငှက်တွေလည်းကခုံနေကြတယ်။တရရက်နဲ့တွေလည်းတင်းပြတ်နေတယ်။အစာခက်သိမ်းတာယာတဲ့ဒေတာလီပါရှဝနချမ်းမြေဝဒေတာလီပါဒါပေမဲ့ငါနဲ့တကွတော့ဒွားဝိတရအလုံးအဖို့တော့ ဒီနေရာဟာတောကရဲ့ကွန်းထောက်စခန်းမှာပဲရှားဝနရဲ့မင်းရဲ့ကြောက်ခုကိုတို့မျက်ရည်တွေနဲ့တုံလင်းခဲ့ရပါပြီ။ဓမီကတောင်ဟာညှို့မိုင်းနေရဲ့အေးမြနှင်းချမ်းလှပါတယ်။ပူလောင်ပြင်းပြပြီးစစ်ပွဲတွေနဲ့သာအဆင်မပြတ်အသက်ရှင်ခဲ့ရတဲ့မင်း။လင်္ကာဒီပဘရင်မင်းမြတ်ကြီးဟာအခုချိန်မှာတော့အေးမြတဲ့ဒီတောင်ရိတ်ကစံကြောင်ပေးမှထာဝရအနားယူပါတော့။ပိတ်ဆို့နေတဲ့မိမတအူရဲ့ နှလုံးရင်အတွင်းကအချစ်ကိုဖိုးငုံပွင့်အားလာအောင်လှုပ်ပေးဖို့မင်းငါ့ကိုခန္ဓာမာလာဥယျင်ထဲမှာအမိန်ပေးခဲ့ဘူးတယ်ဒီတော့ငါဟာမင်းကိုဒီတင်ကပြူဟာကိုတော့ငါနားမလဲပါဘူးလို့ပြောခဲ့တယ်ပြီးတော့အစိမ့်လူများငါစင်းကိုတပြိုင်နဲ့ပြက်လွတ်နိုင်တဲ့မိန်းမတွေရဲ့ရှုပ်ထွေးနဲ့ဆိုင်တဲ့တင်ကပြူဟာကိုငါပုံဆောင်တင်စားပြောခဲ့ဘူးတယ်နောက်ဆုံးတော့မင်းရဲ့ရှင်အောင်မှာရန်သူများတန်တွေတစင်းပြီးတစင်းစူးဝင်ခဲ့တယ် တကယ်တော့အတွင်းနဲ့ရမင်းရဲ့နှလုံးအိမ်မှာပြင်းထန်တဲ့အချစ်ရဲ့မြားတံတွေစိုးဝင်နေကြတာကြားပါပြီရာဝနာရဲ့ရာဝနာမင်းရဲ့ငါရဲ့တေနာပတိဂုံဘဒီပရဲ့တခါဦးမေနိုင်ကိုဝင်ကြည့်ရင်အိမ်သူမြင့်ချင်းကိုရောက်ခဲ့စဉ်ဟာမင်းပြောခဲ့တယ်ကျုပ်ရာမနဲ့စီးတင်ထိုးပြီးရင်တေရာဒေဝီနဲ့ဒီနီယာကိုလာပြီးအနားယူမယ်တဲ့ငင်္ဂတိပနန်းတော်အရေးကိစ္စမှန်သမျှကိုဦးရီတော်တို့ပြပြတနာတို့နဲ့လွှဲထားခဲ့မယ်တဲ့ မင်းရဲ့ကံကြမ္မာကိုမင်းဒီတုန်းကတကယ်ပဲသိခဲ့လေသလားလင်္ကာဒီပပရင်မင်းမျက်ရဲ့ဒီတုန်းကမင်းရဲ့ထောက်စဉ်ခက်ထန်နေရဲ့မျက်နှာပြင်ပေါ်မှာနူးညံ့တဲ့အသွင်တွေဖုံးလွှမ်းနေခဲ့တယ်။တင်းမာတဲ့လေတံဟာလည်းပျော့ပြောင်းနေခဲ့တယ်။အိန္ဒူမြစ်ကျင်းဆိုတဲ့ရိုးစင်းတဲ့အမျိုးဖျောက်ပြီးဒဒဂေရီဘရင်တီရာဒေဝီမိဖုရားတို့နဲ့သက်ဆိုင်တဲ့တခြားအမျိုးတစ်ခုခုပေးကျင့်တယ်လို့မင်းပြောခဲ့တဲ့ရာဝနာ ငါအတိတ်နမိမကောင်းတာတဲ့အမိတခုကိုရီမောနောက်ပြောင်ပြီးပေးခဲ့မိရဲ့ရာဝနာမင်းရဲ့ကြံတန်ခက်ထန်မှုနဲ့မင်းရဲ့တကယ့်သဘာဝတွေပျောက်ကွယ်နေရဲ့အဲ့ဒီအခိုက်အတန့်အဖြစ်တစ်နှစ်ကိုအတိတ်ပဲယူပြီးငါဓာတ်တာကလေးရဲ့ဝိညာဉ်လို အမိပေးခဲ့ပါသေးတကောရာဝနာရဲ့ဒီတော့မင်းကအတန်နဲ့ကြီးနေရီမောပြီးငါပေးတဲ့အမိကိုညင်းပေးခဲ့တယ်တိုင်းမဲ့တက်တာဂေရီရဲ့ဝိညာဉ်ဆိုတဲ့အဲ့ဒီမျိုးကိုမင်းမင်းအခုတော့လက်ခံရပြီကောရှာဝနာ မင်းရဲ့ဝိညာဉ်ဟာအဲ့ဒီအိမ်တို့မြစ်ချင်းပေါ်မှာပဲထုံနေကြရပြီမဟုတ်လားယင်အခုမင်းကိုတို့အမော်မြတ်စွာခန္ဓာနဲ့ဓမိကတောင်သေးလာချင်းစံကြောင်ပေးမှာမြုပ်နေကြရပြီလေငါကျွမ်းကျင်တဲ့တဏကဘူဟာနဲ့အလားဆုံးတစ်ခွာပန်းတွေကိုငါကိုယ်တိုင်ရဲ့ဘဲဘဲလည်းနဲ့ဖိုးပွင့်စေပြီးမင်းရဲ့ဂူတင်ချိုင်းပေါ်မှာငါပြန်ကျဲခဲ့ပြီစေပင်ရင်တူဟာတစ်ခွာပန်းတွေရဲ့အောက်မှာသာရအနာယူနေပြီဆိုတာကိုလူတွေကယုံကြည်မှယုံမယ် ဒါပေမဲ့အဲ့ဒီစစ်ဘင်ရဲ့စစ်သွေးတွေစူဝေလက်ပတ်နေတဲ့နှလုံးသွင်းမှာဘာရှိရဲဆိုတာငါသိပါတယ်ရှာဝနရေငါသိပါတယ်ဒါကြောင့်စစ်ဘင်တအူးရဲ့ကိုဘောကတစ်ခွဘန်နေရဲ့အတိတ်ပဲကိုလည်းငါနားလည်နေပါတယ်ချမ်းမြေ့စွာနေရခဲ့ပါတော့ရှာဝနချမ်းမြေ့စွာဆန်နေရှိပါတော့မင်းရဲ့ဦးကြီးတော်မာရစ်စာကမင်းကိုလေစာချစ်ခင်စွာနောက်ဆုံးနှုတ်ဆက်ခဲ့တယ်။လင်္ကာဒီပကိုပြန်ရောက်ရင်မင်းအမိတ်ပေးခဲ့တဲ့အရာတွေဟာငါဆက်လက်တောင်းဝန်ယူရအောင်မယ်။ ဒါဝိဒီယန်တွေကိုထပ်မံစုယုံရအောင်ပဲဒီကာမသာမင်းပြောခဲ့တဲ့အတိုင်းမင်းရဲ့ဝိညာဉ်ဟာလင်္ကာတိပတ်ကိုဆက်လက်အုပ်စုလှဲ့ပါမြေစီဩဇာကျွဲဝါတဲ့သီးနှံစိုက်ခင်းတွေအဖိုးထိတ်တန်တဲ့ရတနာတွေကိန်းဝွန်နေတဲ့တောင်တန်းတွေကျမ်းမာစုဖြိုးတဲ့ကျွင်းနွားတွေနဲ့ပြည့်စုံတဲ့တို့ရဲ့အိမ်တူဒေတာကိုကျူကျော်သိမ့်ပိုက်တဲ့အာရိယန်တွေကိုမောင်းထုတ်ဖို့အတွက်မင်းပြန်လာခဲ့ပါရှာဝနမင်းပြန်လာခဲ့ပါမင်းရဲ့လင်္ကာဒီပကိုမင်းပြန်လာခဲ့ပါ နောင်တော်ဘရင်မင်းမြတ်တစ္ဆက်ဖောက်ရဲလို့နောင်တော်အကြိမ်ကြိမ်ခေါ်ခဲ့ပြီးကွယ်လွန်တဲ့အထိနောင်တော်ရဲ့ရင်ထဲမှာတီးထန်စွာနာကြီးသွားခဲ့တဲ့ညီတော်ပြိပိတနာအခုနောင်တော်ရဲ့ဂူတင်ဆိုင်ပေးမှာဒူးထောက်ခါစားနေတယ်လေနောင်တော်ဘရင်မင်းမြတ်လင်္ကာဒီပရဲ့အမခန်ဆွမ်းရည်ပြေးလာတဲ့ဘရင်တပါးကိုဆုံရှုံခဲ့ရပြီမို့ညီတော်နှလုံးကြည်ခွေရပါတယ်တူအုံစင်းနောင်ရင်တယောက်ဆုံရှုံခဲ့ရပြီမို့လေ နှလုံးကြည်ကွေးထားပါတယ်။နှလုံးကြည်ကွေးမှုပေါင်းများစွာတွေကညီတော်ပေါ်တစ္ဆဖောက်ဘီဘီတနရဲ့လို့နာကြီးမုံတီးမှုကိုနောက်ဆုံးချိန်ထိနောင်တော့ရင်မှာတိတ်ဆဲသွားခဲ့တဲ့အဖြစ်တွေညီတော်သေးဦးပြမြနှလုံးကြည်ကွေးရှာပါပြီ။နောင်တော်ဘရင်မင်းမြတ်။နောင်တော်ဘရင်မင်းမြတ်။နဝတိဝတာနဲ့အတူရှိနေမယ်။နောင်တော်ရဲ့ဝိညာဉ်တော်ကညီတော်ရဲ့ဒုထောက်ခါးစားနေခြင်းကိုလက်ခံနိုင်ပါစေ။ညီတော်ရဲ့တောင်းပန်ဖြစ်ရှင် အတနာခံချက်ကိုလက်ခံနိုင်ပါစေ။ညီတော်တစ္ဆာမဖောက်ပါ။တစ္ဆာဖောက်မဟုတ်ပါ။လင်္ကာဒီပအင်ရှိစံနေနဲ့ညီတော်ဟာအိန္ဒူဒေတာရဲ့ရှေလီရတဲ့ရာဇဝင်ကိုနှံ့ဆက်ကုံစီအောင်လေ့လာပြီးလင်္ကာဒီပရဲ့အနာဂတ်ကို တွက်ချက်နားလည်ခဲ့ပါတယ်။အာရိယန်တွေဟာတချိန်မှာဒွါဝိတိယန်တွေရဲ့အိန္ဒူဒေတာတောင်ပိုင်းတွင်ပြင်ကို ထိုးဖောက်တိုက်ခိုက်ကြမှာဖြစ်တဲ့ကြောင့်ညီတော်အချင်းချင်းအဖက်ဖက်တတိပေးခဲ့ပါတယ်။တီရာဒေဝီကို အကြောင်းပြုပြီး နောက်တော့ဘရင်မင်းမြတ်နဲ့ရာမမင်းသားတို့အကြားပฏิပက္ခဖြစ်ပွားမှုတဲ့မျိုးနွယ်စုအရေးပฏิပက္ခသာဖြစ်ကြညီတော်တင်ပြခဲ့ပါတယ်။ဒါပေမဲ့ညီတော်ရဲ့အယူဆကိုလေးလျူရှုခြင်းခံခဲ့ရတယ်။ဒါဝိဒိယံမျိုးနွယ်စုမှာသူရဲကောင်းတွေရှိကြပေမဲ့ကြီးမားနဲ့ဆိုင်လာတဲ့မျိုးနွယ်စု အရေးကိစ္စမှာတော့သူရဲကောင်းတွေတကူရီစွမ်းအားတက်တည်နေတယ်မလုံလောက်တောင်ညီတော်နားလေခဲ့ပါတယ်။ဒါဝိဒိယံတွေရဲ့စစ်တီကောင်းမျိုး များပြားကြန့်ခိုင်၏တင်နဂပြူဟာကျဲဝ၏တခြားများစွာသောမျိုးနွယ်စုပေနှင့်ထိနှံသဘောအရာဆက်သွယ်ထား၏စားတဲ့အရေးအရာတွေကိုပါတိဆောက်မှဖြစ်မယ်လို့ညီတော်နားလေခဲ့ပါတယ်။ဒါကြောင့်တီယာဒေဝီရဲ့အရေးကိစ္စကိုအခိုက်အတန့်မှာကြေလည်မျှတအောင်ဖြည့်ရှင်းထားပြီးဒါဝိဒိယံတွေရဲ့မျိုးနွယ်စုအဖက်ဖက်ကတောင်းတင်းခိုင်မာလာအောင် ပြင်ဆင်ဖို့အချိန်ယူရန်လိုအပ်ကြောင်းညီတော်သဘောပေါက်ခဲ့တယ်။နောက်တော့ဘယင်မင်းမြေ တိရဒေဝီယိုညီတော်ဟာယာမမင်းသားစီ ပြန်ပို့ဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုပို့ရမှာလဲနောင်တော်ဘရင်မင်းမြတ်နဲ့တကွအားလုံးရဲ့စန္ဒာနဲ့ဆန့်ကျင်မှာဖြစ်တဲ့အတွက်နောင်တော်ယာဝနခံတက်ကိုလက်လေကြည့်ရှုဖို့သွားစဉ်ညီတော်တိရဒေဝီကိုခိုးယူခဲ့တယ်။တိရဒေဝီကိုယာမမင်းသားထံပြန်ပို့လိုက်ခြင်းအပြင်လောလောဆယ်တင်းမာနေရဲ့အရေးကိစ္စတစ်ခုဖြည့်ရှင်းရရောက်ပြီးမှနောက်မှညီတော်ဟာသူတို့အာရိယန်တွေနဲ့ပူပါမီသူတို့ရဲ့အင်အား သူတို့ရဲ့တင်နကပြူဟာသူတို့ရဲ့လက်အောက်ခံမျိုးနဲ့စုတွေကို အသေးစိတ်ထောက်လန်းစုံစမ်းပြီးအာလုံပြည့်စုံတဲ့အခါမှာအာရိယန်တွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့နှီးရောစီစဉ်ခဲ့တယ်။နေရှိလာများကြံစီရမယ့်အစီအစဉ်ဖြစ်ပေမဲ့အင်ဒိုရာဇဝင်ကာလရှိတရားမှုနဲ့နှိုင်းဆိုင်ရင်ညီတို့ရဲ့အစီအစဉ်ကာလဟာလိုအပ်တဲ့အချိန်အသုံးချမှုဖြစ်ပါတယ်။နောင်တော်ဘရင်မြင့်မြတ်အာရိယန်မျိုးနွယ်စုကိုဒွါဝိဒိယန်တွေရာလွှမ်းမိုးဝါမျိုးနိုင်ပြီးမှ နောင်တော်ဟာနောင်တော်ချစ်မြတ်လို့တဲ့တရားဒေဝီကိုအကျင်းမဲ့တင်ပိုက်နိုင်မှာဖြစ်ပါတယ်။ဒီလိုအကြံစီနဲ့ညီတော်ဟာရန်သူဘက်ကိုဥပဒ်တမြင်အသုံးပြုပြီးဝင်ရောက်ခဲ့တယ်။ဒါပေမဲ့နောင်တော်ဘယင်မင်းမြတ်ဒီကြောင်းတွေကိုနောင်တော်စီညီတော်တုံမပားနိုင်ခဲ့ဦး။ညီတော်စီဟာယာမမင်းသားရဲ့စာချုပ်နဲ့တူနောင်တော်ရရှိရဲ့တုံမှာညီတော်ဘာကူမှမရေးနိုင်ခဲ့ပါဘူး။ရန်သူတွေရဲ့စောင့်ရှောက်မှုအောက်မှာညီတော်ဟာတကယ်တက်ဆက်ဖောက်တူလို့ပဲကျင့်သုံးရှိတာခဲ့ပါတယ်။ ထမခံတန်းနဲ့ဒုတိယခံတန်းစစ်ပွဲတွေကိုမဖြစ်ပွားရအောင်ညီတော်စူးစမ်းတားမြစ်ခဲ့။ဒါပေမဲ့သူတို့ဟာပြည်ရဲ့ကိုအသုံးပြုပြီးညီတော်ထံကခံတက်ကျုံးတွေရဲ့လျှို့ဝှက်ချက်ကိုရရှိသွားခဲ့ကြတယ်။ဒုတိယခံတန်းစစ်ပွဲအပြီးမှာတော့သူတို့ဟာအထိနာခဲ့တဲ့အတွေ့ကြံခံတက်တွေကိုမတိုက်ဖို့အဆုံးဖြတ်ကြတယ်။ညီတော်ကိုလည်းမယုံသင်ကဖြစ်လာကြပြီးနောက်ထပ်အတိုင်ပင်ဆွေးနွေးခြင်းမပြုကြတော့ဘူး။ရာမမင်းသားကိုညီတော်ဖြောင်းပြနာချလို့ရခဲ့တယ်။ တေတာဒေဝီကိုပြန်ရရင်ကြီးကျယ်တဲ့စစ်ကိုမတိုက်တော့ဘူးဆိုတဲ့အထိရာမမင်းသားထံကဤတော်သဘောတူညီမှုရယူနိုင်ခဲ့တယ်။ဒါပေမဲ့သူတို့ဟာနုမန်ကိုလွှတ်ပြီးတေတာဒေဝီကိုခိုးယူစေပေမဲ့သူတို့ကြံမအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့မကထဘရင်နဲ့တကွာအယုဒ္ဓယကအာရိယန်ဘရင်တွေကပါရာဝဏခံတက်ကိုတိုက်ခိုက်ပြီးကြီးကျယ်တဲ့မျိုးနွယ်စုစစ်ပွဲတစ်ခုကိုဆင်နွှဲနောက်တော့ဘရင်မြင်းမြတ်ကိုတုတ်တင်ဖေရှားဖို့ဆုံးဖြတ်ကြတော့တယ် ဲ့ဒီနောက်မှာတော့ညီတော့ကိုလည်းအကျဉ်းသားတပွဲထားရှိခဲ့ရာဝနာခံတဲ့စစ်ပွဲကြမှာညီတော့ကိုရာမမင်းသားရဲ့အနီးတက်အိုးမှာထားရှိပြီးနောက်တော့ဘရင်မင်းမြတ်ရဲ့ဒေါသကိုစုပူးလှုပ်ရှားအောင်ဖန်တီးကြတယ်ညီတော့ကိုလက်နဲ့တစုံတရာကင်ဆွဲခွင့်မပေးတဲ့ပြင်ညီတော့ရဲ့လှုပ်ရှားမှုတစ်ခုတလေပြည့်ရင်းနာနဲ့တပြိုင်နက်အစုံးစီရင်ဖို့စစ်တီဝေကအသေးပြင်ဆင်ထားကြတယ်ရာဝနာခံတဲ့တိုက်ပွဲမဆမီမှာညီတော့ကိုတဝန်လွာပေးစေတယ် အဲ့ဒီတော့ကလည်းညီတော်ကသူတို့ရဲ့တမောလွာကိုယူလာပြီးနောင်တော်ဘရင်မင်းမြတ်ကိုအကြောင်းစုံပြောပြဖို့စူးစားခဲ့ပေမဲ့နာကျင်ကြီးရဲ့နောင်တော်ရဲ့လက်ချက်နဲ့အချင်းဒီအသက်မဆုံးရအောင်ညီတော်ကိုလို့ရှင်ပြေခဲ့ရတယ်။နောင်တော်ဘရင်မင်းမြတ်နာကျင်အထင်လွဲနေရဲ့နောင်တော်ဘရင်မင်းမြတ်နဲ့တကွတော့ဒွါဝိတရံတွေကတစ်ဖက်မယုံတင်ကဖြစ်ပြီးအမြဲစောင့်ကြနေရဲ့အာရိယံတွေကတစ်ဖက်ဒီအင်အားနှစ်ခုကြားမှာ နောင်တော့ရဲ့အမျိုးအမည်ကြီးမားလှပါတယ်ဆိုရက်လင်္ကာဒီပအင်ရှိစံကြီးပြပတနာရဲ့နှစ်ဆိုင်နဲ့အကျဉ်စီဝီဟာမအောင်မြင်ခဲ့ပါဘူးဘုရင်မြင့်မြတ်နောက်ဆုံးမှာတော့သွေးစာနေကြတဲ့မျိုးနွယ်စုနှစ်စုဟာအပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီးရာမမင်းသားဟာဒရဝိဒီယန်တုံပန်းတူစီကတိထားခဲ့တဲ့အိန္ဒိုမြစ်ချင်းလှိုင်ပေါက်စီတွားခဲ့တယ်။နောက်တော့ဘုရင်မြင့်မြတ်ကလည်းရာမမင်းသားရဲ့အကြံကိုသိပြီးဥမင်လှိုင်စီထွက်သွားခဲ့တယ်။ ညီတော်သူ့နောက်ကိုလိုက်ပြီးတားစီဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အဆဆရေရာနောက်ကျသွားခဲ့ပြီ။နောက်ကျသွားခဲ့ပြီးနောက်တော့စီရထားရဲ့ရွှေများကဟာနှိမ့်နေရဲ့လို့နောက်တော့ဘရင်မင်းမြတ်ကိုညီတော်နှစ်ပေါင်းများစွာကတတိပေးခဲ့ပူပေမဲ့နောက်တော့လက်မခံခဲ့ဘူး။အိုးမိတိလာလေးတင်ဝဲကိုမသွားဖို့တားမြစ်ခဲ့တော့လေ။နောက်တော့လက်မခံခဲ့ဘူး။နောက်ဆုံးမှာတော့အဲ့ဒီနေနေရွှေများကကိုဖျက်တမ်းပြီးမိုတီမိုးပေါက်တွေပမာ ပြန်တန်းလာကြတဲ့ ရမမင်းသားရဲ့မြားတံတွေဟာနှောင်တော်ရဲ့ရင်အုံမှာမမြင်ဝွင့်စရာပါလားနှောင်တော်ရဲ့သွေးစင်းရှင်ရှင်လုံးနေတဲ့နှောင်တော်ဟာဥဤတော်ရဲ့ထွေးပိုင်းမှုသဲကနေပြီးသူရဲ့ကောင်းတို့အာမန်နဲ့မှားကြသွားခဲ့တယ်။နှောင်တော်ရဲ့အဲ့ဒီနောက်ဆုံးစကားတွေထဲမှာညီတော်အကြောင်းတစ်လုံးတစ်ပါးဒါမှမပါခဲ့ပါလားနှောင်တော်။နောက်ဆုံးချိန်ထိတစ္ဆဖောက်ကြီးပြီးပြီးတနရဲ့လို့နာကြီးဆက်ဆုံးမှုကိုနှောင်တော်ရှင်နဲ့တိတ်ဆဲသွားခဲ့ပြီပေါ့နှောင်တော်ရဲ့။ညီတော်အခုငိုကြွေးနေပါ诶။ လင်္ကာဒီပအင်ရှိဆန်သူခမိန်ကြီးဟာကလေးငယ်တူလိုငိုကျွေးနေပါတယ်။တက်စဖောက်ကြီးငိုကျွေးနေပါတယ်နောက်တော့လင်္ကာဒီပရဲ့ဖုံးအာနာဆက်ကိုတိုးချက်စင်ကညီတော်ပိပိတနရဲလို့အမြင့်မပြတ်တိုင်ပင်ဆွေးနွေးခဲ့တဲ့နောက်တော့ဟာအခုဓမ္မိကတောင်းတေလာချီရင်ကစံကြောင်ပြီးမှညီတော်အပေါ်နှာချီးမှုများနဲ့သာရလျောင်းဆက်နေပြီလားနောက်တော့မိုဟန်ချိုတာတို့တောင်ကုန်းတွေရဲ့ဂူတင်ဆိုင်ထဲမှာမဲမောင်ရှိစီယာရဲ့ တေးတီကျူးမှုနဲ့ထာဝေဒီယံမွန်ချက်စွာမနေလိုဘူးဆိုတဲ့နှောင်းတော်ထာဝေဒီယံတွေရဲ့ဝမ်းနည်းကြေကွဲမှုကိုမခံယူလိုဘူးဆိုတဲ့နှောင်းတော်ဓမ္မိကတောင်းသေးလာခြင်းမှာညီတို့ရဲ့ငှို့ကြွေးမှုတွေကိုတော့ခံယူပါနှောင်းတော်ညီတို့တစ္ဆာမဖောက်ခဲ့ပါဘူးဆိုတာကိုနှောင်းတော်ရဲ့ဝိညာဉ်ကနားစင်ပါပဂတိစိတ်ငြိမ်တဲ့လက်ဆိုင်တဲ့တဘာဝဒေတာဖြစ်တဲ့အင်ဒိုမြစ်ချင်းဒေတာကိုလက်ဆိုင်လာပါတဲ့အမည်တစ်ခုပေးဖို့ညီတို့ကိုတောင်းဝန်လွှဲခဲ့တယ်လို့ဦးဤတော်ဟာ စုနစ်စွာပြောပါရဲ့နောင်တော့တကယ်တော့နောင်တော့ရဲ့ဝိညာဉ်ခြုံငင်းရဒေတာမှာဘလို့နဲ့ဆိုင်လှပတဲ့အမည်မျိုးကိုမှညီတော်မပေးဆန်းနိုင်ပါဘူးလင်္ကာဒေပရဲ့ထက်မြက်တောက်ပြောင်တဲ့ဘရင်မင်းမြတ်ကြာဆုံးရာဒေတာကိုဘယ်သူကမိန်ကမှတင်းတော်လိုက်ဖက်တဲ့အမည်ပေးဆန်းနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့နောင်တော့အပေါ်မှာဒါဝီဒီယန်မျိုးနွယ်စု အပေါင်းကထားရှိရဲ့လေးစားကြောက်ရွံ့မှုတရာဒီဝိပေါ်မှာပြင်းပြစွာချစ်ခင်ဆွဲလန်းခဲ့တဲ့နောင်တော့ရဲ့မြစ်တာ အိန္ဒူလင်ပြင်းရဲ့လင်္ကာဒီပအပေါ်မှာမျက်နှိုးခုန်မင်းလာတဲ့နောင်တော်ရဲ့အချစ်ဒါရီကိုစုယုံပေါင်းဆက်ပြီးဤတော်ချစ်ကြောက်ရှုသည့်မျက်နှိုးလေးစားလာတဲ့နောင်တော်ဘုရင်မင်းမြတ်ရဲ့အမိန့်တော်ကိုဥထိတ်ရွယ်ပန်ဆင်ပြီးနောင်တော်ရဲ့ချီအစုံကလိမ့်တက်ယူခဲ့တဲ့သွေးစွန်းနဲ့မြေမှုန့်လေးကိုဤတော်ရဲ့နှက်ခမ်းထက်မှာတင်ပြီးဤတော်အမိပေးပါတော့မယ်။နာကျင်ကြည်ခွဲတဲ့အသေးနှလုံးတွေကိုတစစီတစစီဖဲ့ချွေပြီး နောင်တော့ရဲ့ဂူတင်ချိုင်းပေါ်မှာနှီးတော်ကပီးတင်ခဲ့ပါတော့မယ်နောင်တော့အဲ့ဒီအမိကတော့လင်္ကာဒီပချစ်သူလင်္ကာဒီပချစ်သူပါတဲ့နောင်တော်ဘယင်မင်းမြတ်ရဲ့ဟုတ်ကဲ့ပါရှင်လင်္ကာဒီပချစ်သူဝိထုကောင်းလေးကတော့တလောင်းနဲ့သာဆက်သိမ်းသွားခဲ့ပါပြီ အဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတယ်မြေတန်လွင်ရဲ့ချစ်ပရိသတ်တွေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်နောက်ထပ်ဇာလံကောင်းများစွာကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက် ျမတို့ရဲ့ channel လေးကို like and subscribe လေးပြုထားပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ရှင်